အလုံးမဲမင်္ဂလာပါရှင် ASAN Reading Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ဆရာကြီးတကုံရွှေမြားရဲ့ခွေးတက်သေးဆိုတဲ့မှုကင်းဝတ္ထုတို့ဇာတ်လမ်းလေးကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်ဒုတိယကဘာစစ်ကြီးမဖြစ်ပွားမီ10နှစ်လောက်ကဖြူးမြို့သည်စဘာအယံဝယ်တွင်အတော်ပင်စီကားသောမြို့တစ်မြို့ဖြစ်ခဲ့ရာ ထို့စဉ်အခါစပားအလုတ်ကင်ကိုအင်တိုက်အားရလုတ်ကင်ခဲ့ကြသူတို့၌ရွှေမိုးငွေမိုးရွာခဲ့ကြလေသည်စဘာစီသည်တရားစင်းုံခန့်ရှိ၍တပြေးပြေးဝယ်လူတူလောင်ထားသူတို့မှာဝါဆိုဝါကောင်တို့ရောက်လျင်အောက်ထည်140 150တခါတရံ185အထိပင်ဖြစ်၍လာတရံကစဘာရောင်းပြီးကာစားအချိန်များတွင်ပြောတန်စီတန်တို့ဖြင့်တညာညာအလူပေးလျက်ရှိကုန်ကြလေသည်စဘာစီတက်သည်ဖြင့်ဆန်စီမှလည်းတရစမဲဖြစ်ရာ စံစည်းပင်တက်တော်လဲမြည်သူမြရှားပါသည်ကြက်တဲသူဟု၍ညင်းညူခြင်းမရှိကြပေအဘဲကြောင့်ဆိုသောဝမ်းစာစပားထည့်ပြီးနောက်တစ်နှစ်လျင် စပား200 300ခန့်မြရသောလေလုံသမားများပင်တအိမ်နောင်အတွက်အဝတ်စားများကိုဝယ်ယူနိုင်ခြင်းရှင်းနှစ်စားရန်အတွက်ငပိစီစားများကို လုံလောက်စွာထားနိုင်ခြင်းအပြင်တားရှင်ပြုခြင်းကတိန်သင်ငန်းကတ်ခြင်းစွန်ကြွေခြင်းအစရှိသဖြင့်ကို့အချိုးနှင်ကိုလှူဒန်းနိုင်ကြလေသည် ဖြူးမြို့ပေါ်တွင်စပားဝဲသောတရုတ်တိုင်းများလည်းရှိရာ၎င်းတို့ကိုတာမန်ကုံတဲ့ကလေးများသည်မရှင်ပြနိုင်တော့လဲရှင်ပြန်ဝဲယူနိုင်သည့်မြမကုံတဲ့ကြီးလေး၅ဦးရှိလေသည်၎င်းတို့မှာတကိုးလျင်အ ਨੇ ဆုံးဧက200မှ500အထိပိုင်သောမြေပိုင်ရှင်များဖြစ်၍ငွေရင်းကြေးရင်းအတော်များများစွာနှင့်အလုံးလုံးကြသူများဖြစ်၏ထိုကုံတဲ့ကြီးလေး၅ဦးတို့၏ဝင်ငွေကမနေလာကြီး စဘာကိုစံကြွေရောင်ခြင်းတောမသိန်းကျုံဝယ်ယူပြီးလင်ရန်ကုန်တိုင်းကြီးများသို့မီးရထားနှင့်တင်ပို့ရောင်ကြခြင်းများကိုလည်းပြုလုပ်ကြသည်ရာစဘာလင်း၅၆ကျိန်းများလက်ပြောင်းပြီးမှသာရန်ကုန်တိုင်းသို့ရောက်ကြလေသည်ဤကဲ့သို့ရွှေမိုးငွေမိုးရွာနေသောခေတ်ကြီးတွင်သူစဘာကုံတဲ့ကြီးလင်းကားဦးအပေါ်၌၎င်းတရုတ်တိုင်းများအပေါ်၌၎င်းခေါင်းပုံဖြတ်၍စားနေသူဥပိုးကျုပ်သည် အင်္ဂလိပ်စာတက်ရှေ့နေလူတွေတယောက်ဖြစ်၍ဥပဒေအရာတွင်ကြွန့်ကျင်ခြင်း မင်းစိုးရာစာများနဲ့ပဏံရခြင်းအပေါင်းအသင်းဆက်ခြင်းအစရှိသောခင်မီလက်နက်ကောင်းများရှိသူတယောက်ဖြစ်ရာမြို့ပေါ်၌မြည်သည့်ကိစ္စအကြောင်းကြီးငယ်မဆိုပေါ်ပေါက်ပါကဥပိုးချုပ်နှင့်နှီးနှောတိုင်ပင်ပြီးမှသာရုံးပြင်ကနာရောက်ကြရလေသည်ရရွာအမှုများ၌လည်းဥပိုးချုပ်မပါလျင်မပြီးကြဥပမာအားဖြင့်မွေကြီးဥစ္စာနှင့်ပြည့်စုံသောမြေပိုင်ရှင်စဘာကုံတဲ့ကြီးတယောက်၌တားသည့်သော၎င်းဆွေမျိုးရင်းချာတယောက်သော၎င်းမတော်တဆရိုက်မှုဖြစ်စေ ထိုးမှုဖြစ်စေဖြစ်အံထိုကိစ္စမျိုးပေါ်ပေါက်လာရင်ဥပိုလ်ချုပ်သည်ဆိုင်းယားပလိများနှင့်တိုင်ပင်ကတက်သေးများကိုဖျက်နိုင်ကဖျက်ခြင်းငွေပေး၍အဝေးသို့ရှောင်ခိုင်းသင်ကခိုင်းခြင်းဆိုင်းယားကားရရှင်များထံသွားရောက်၍စိတ်ဆက်ခြင်းအကယ်၍စိတ်ဆက်၍မရသည့်အစုံ၌ရုံးသို့ရောက်ခဲ့သောဆိုင်းယားတရားသူကြီးကိုလက်ပတ်တကားပေးခြင်းငားရမည့်ရှင်နေများကိုညွန်ကြားခြင်းအဆရှိသောအလုပ်ကိစ္စများကိုဆောင်ရွက်ရ၏ ချိုခါမျိုးများ၌ဥပိုးချုပ်မှာလက်ပေးသောသူများဘက်မှ၎င်းလက်ယူသောဘက်မှ၎င်းအချိုးချသောကော်မရှင်ငွေများကိုရသည့်အပြင်နှစ်ဦးနှစ်ဖက်၏ကျေးဇူးတင်ခြင်းလည်းခံရသည့်ဤဥပိုးချုပ်မှာဤဖြစ်ပျက်များကိုမဖော်ပြမီနှစ်ပေါင်းအတော်ကြာကအမှုတဲတဦးနှင့်ဖြစ်ပွားသောလိန်လယ်မှုတမှုဖြင့်စစ်ဆေးခြင်းခံရပြီးနောက်နောက်ဆုံးတွင်၎င်းအားရှင့်နေလိုက်ခွင့်လိုင်စင်ကိုလွှတ်တော်ကဖြုတ်ချလိုက်သည်ဤသို့သောဥပိုးချုပ်၌ကပူပင်ရအကြောင်းမရှိချေ ရှေ့နေလိုက်ခဲ့စဉ်ကဥပဒေနဲ့ပတ်သက်သောညာညာနတ်များကိုပင်ကိုညာကိုတဲ့ဘုဟုတုတနဲ့ရောဆက်ခါကုံတဲ့ကြီးများမင်းဆိုးရာစာများပလက်ရာရှိများ တောသူတောင်သားများအီမျက်ခုံပေါ်တွင်ဇင်းညာလျှောက်ကအထက်ကရေးသားဖော်ပြခဲ့သည့်အတိုင်းအလွန်ချောင်းချီသောအတံမွေဝမ်းခြင်းဖြင့်နေထိုင်စားတောက်ခဲ့၏ ကျူးမြို့ဤမြောက်ဘက်အထွက်ဝါတွင်ချောင်းတစ်ခုရှိ၍ဥပိုလ်ချုပ်သည်ထိုနေရာ၌မြေဩစာကောင်းသော နေရာတော်ကကိုရေးချပြီးလျှင်သွမိုးပြင်တောင်နှစ်ထပ်အင်္ဂလိပ်တစ်လုံးကိုစောက်ထား၏။ပန်ဝန်းကျင်၌တင့်လျော်သောခြံကပ်ပြီးနောက်ဘဲကျက်နှင့်ဝက်များကိုမွေမြူခြင်း၊ငပြောသင်းမောနှင့်မာလကာပင်များကိုစိုက်ပျိုးခြင်း၊နှင်းစီမျိုးကောင်းနှင့်နှင်းစီပန်းများကိုစိုက်ပျိုးရောင်းချခြင်းတို့ကလည်းနေ့စဉ်အသုံးစိတ်ငွေများကိုဖူလုံစေ၏။ ဥပိုးချုပ်သည်မကြာမကြာမိမိအိမ်သို့မြို့ပေါ်မှဂုံတည်းရှိလူကြီးလူကောင်းများမြို့အုပ်ဝန်တောက်ဌာနပိုင်း Inspector ရင်မျိုးအရာရှိ စာရေးစာချီစာ၍ဂျာရုဌာနရရှိသူများတရုတ်ကုံတဲ့ကြီးများကိုညစာစားပွဲပေး၍ဧည့်ခံလေးရှိ၏အကောင်းဆုံးအစားစာများအကောင်းဆုံးအရက်များနှင့်ဧည့်ခံရသဖြင့်ညစာစားပွဲတစ်ခု၏ဈေးကမနေလာကြသို့သောညစာစားပွဲပြီးသည့်နောက်အရာရှိတအူ၏အနည်းသို့ကပ်၍ ဘယ်နဲ့လဲဝင်တောင်းမယ်ဟိုမှုကလေးအတွက်ကျွန်တော်ပြောတဲ့လောက်ပဲထားပါသူတို့ကလည်းကြည်နေပါတယ်အဆရှိသောစကလုံးမျိုးတွင်းလိုက်သောအခါထိုညစာစာပွဲဤစရိတ်မှာတခါတည်းကြည်၍သွားတော့ဤ ဥပိုးချုပ်ဤတရင်မှာမြို့ပေါ်၌သာမကတောနယ်သူပင်ပြန့်နှံ့လျက်ရှိရာတောနယ်တဝိုက်တွင်ခိုးဆိုးတိုက်ခိုက်နေကြသူများသည်လည်းမိမိတို့အမှုအခင်းများမပေါ်ပေါက်စေရန်ဖြစ်စေအကယ်၍ပေါ်ပေါက်ပြီးလျှင်ရုံးပြင်ကနာရောက်စေကာမူကြီးသောအမှုများသည်ငယ်၍ငယ်သောအမှုများသည်တခါတည်းပပျောက်စေရန်ဥပိုးချုပ်ဤအမည်မှာ မင်းသည်ဆိုသည်ရက်သည်မဟုတ်ပဲတောသည်တောင်သည်အထီတို့ပင်တိုင်အောင်ရောက်ခဲ့လေသည် ဥပိုလ်ချုပ်မှာမုတ်ဆိုးဘူတယောက်ဖြစ်၍အသက်40ကျော်မြတ်သာရှိသေးသည်ဖြစ်ရာအရွယ်ကောင်းတော်ခွန်အားပလကောင်းတော်ဖြစ်၏ငကိုဝါသနာကလည်းမဟုတ်လျင်မခံတတ်သောစိတ်တော်ရှိ၍ကိုယ်တိုင်ရရဆက်ဆက်ဆုံးမတက်လေသည်သို့ဖြစ်၍ငကိုကလည်းလုံဝုံကိုင်းဝုံပြန်ခိအလျောက်ညံကလည်းသွားပြန်ဖြစ်ရာဥပိုလ်ချုပ်ဟူသောအမိကိုကြားလျင်တောသားများကဖိမ့်ဖိမ့်တုံအောင်ကြောက်ကြရလေသည် တနေ့သောညနေဆောင်၌ဥပိုးချုပ်သည်ဂျင်းနန်းစာတစောင်းကိုရရှိလျာထိုဂျင်းနန်းမှာမန္တလေးမြို့မှရိုက်ကြားလိုက်သောဂျင်းနန်းဖြစ်၍လိုက်ပါလာပြီးညနေအစုံယထာမှကြိုပါဘိုးသိမ့်ဟုပါရှိလေသည်ဂျင်းနန်းစာရရှိသောအခါဥပိုးချုပ်သည်ဥပိုးသိမ့်ထံမှရခင်ကရေးသားလိုက်သော စာတစောင်းကို ဖိုင်တွဲမှဖြုတ်၍ပြန်လည်ဖတ်ရှုကရှိနေလေ၏ဥပိုးသိန်းဆိုသူမှာရခင်ကမိမိနဲ့တမျိုးတည်းနေထိုင်ခဲ့သူမိတ်ဆွေတယောက်ဖြစ်၍မိုးကုတ်တွင် ကြောက်တွင်းအလုပ်ဖြင့်ကြီးပွားနေကြောင်းသတင်းကြားရသည်မှာအတော်ပင်ကြာမြင့်ခဲ့လိမ့်မည်။ထိုအခါဥပိုလ်ချုပ်သည်မဆိုင်မြိုင်ဆိုသူမိမပြိုတယောက်အားပိုးပန်းလျက်ရှိရာ ပထမ၌တယောက်နှင့်တယောက်အတော်ပင်အကြောင်းဝင်ခဲ့ကြသောအခြေသို့ရောက်ခဲ့၏။သို့သောမဆိုင်မြိုင်ဤမိခင်ဒီကမိမိဤသူဝံခွဲတော်ဆက်သူဥပိုးသိမ့်နှင့်ပေးစားလို့ဤတို့ဖြစ်၍ဥပိုးသိမ့်နှင့်ဥပိုးချုပ်တို့မှာမဆိုင်မြိုင်အထွတ်ရှင်ပြိုင်အရွေးခံခဲ့ရလေသည် ဥပိုးကျုံမှာရှင်နေဖြစ်၍မင်းစိုးရာဇာနယ်ဝင်ဆန်းဤအပေါင်းသင်ကောင်းဤဩဇာတိခမရှိဤပြင်းမြန်ခတ်ထန်သောစိတ်ရှိဤရက်ဆက်ဤဥပိုးသိမ့်ဘက်မှကြည်လင်ဥပိုးသိမ့်မှကုံတယ်ဖြစ်၍အယောင်းဝယ်တွင်လဲပတ်ဤပစ္စည်းဥစ္စာနှင့်ပြေဆုံးဤနူးညံ့သောစိတ်ရှိဤမောင်နှမဝမ်းခွဲဖြစ်သည့်အတိုင်းမဆိုင်မိုင်းကလည်းဥပိုးသိမ့်ဤစိတ်တက်ကို သိရှိပြီးဖြစ်လေသည် သို့သောမဆိုင်မြိုင်ကပစ္စည်းကိုမမောလာသူမဟုတ်ချေဥပိုးချုပ်အရေးချင်းနဲ့တကွအပေါင်းအသင်းကောင်းမုံမင်းစိုးရာစာနဲ့ဝင်ဆက်ပုံတို့ကိုပင်သဘောကြကဥပိုးချုပ်ဘက်သို့ပါတော့မြည်ကဲ့သို့ရှိ၏သို့သောကံတရားတို့မြည်သည်လွန်စွာစမ်းကြည်သည့်အတိုင်းဥပိုးချုပ်မှာအမွေမှုတစ်ခုနဲ့ပတ်သက်၍အမှုတွေတယောက်နဲ့ဆက်သွယ်ရတွင် စ္စည်းတင်းခံထားသောအမွေပစ္စည်းတွေမှအချို့ကို အမှုတဲသဘော မတူဘဲရောင်းစားကြောင်းရုံးတော်သို့လျှောက်ထားရာထိုအမှုကိုစုံစမ်းမှုတစ်ခုဖွင့်ပြီးလျင်စစ်ဆေးခဲ့၏နောက်ဆုံးဟိုက်ကော့လွှတ်တော်အထူးရောက်ခဲ့ပြီးလျင် အမှုမှထင်ရှားသည်ဆိုကာရှေ့နေလိုင်စင်ကိုတခါတည်းပိတ်ထားခြင်းခံခဲ့ရ၏ထိုကိစ္စကြောင့်ဥပိုးချုပ်မှရှေ့နေလိုင်စင်ပြုတ်ယုံမြမကဘူးစာဘက်လိုင်စင်မှတခါတည်းပြုတ်ခဲ့ရ၏မကြမီမစိန်မြိုင်မှာ ကိုဘိုးသိန်းနဲ့လက်ထပ်လိုက်လေသည် ထို့နောက်ဥပိုးချုပ်မှာဖြူမျိုးတို့ရောက်ကအခြေဆိုင်မိပြီးလျင် ကိုဘိုးသိန်းနဲ့ဇနီးမောင်နှံတို့မှာကမိုးကုံမျိုးတွင်ကြောက်ကုန်တဲ့အဖြစ်ဖြင့်နေထိုင်ခဲ့ကြလေသည်တနေ့တနေ့ဥပိုးချုပ်သည်မိုးကုံမျိုးနေဥပိုးသိန်းထံမှစာတစောင်ရရှိလျာစာမှာမိမိတို့သည်စီးပွားအတော်ဖြစ်နေပြီဖြစ်တော်လေအသက်အရွယ်ကြီးရင်ကြပြီဖြစ်၍မိမိတို့ပိုက်မိသောအထုံနှင့်ပင်ရောင်ရဲတင်းနေကအောက်ပြီးအောက်ရသို့ပြန်၍နေလိုကြောင် ဖြူးမြို့မှာလေယာဉ်မြေများအလွန်ပေါ်များ၍စပားအလွန်ထွက်သောမြို့တစ်မြို့ဖြစ်ကြောင်းသိရသဖြင့်လေမြေများအတန်အသင့်ဝယ်ယူပြီးလျင်ထိုလေမြေမှရသောတိစာကနေပင် လေမြား၂ယောက်တင်းတိမ်ရောက်ရဲကဒါနတိလာဘာဝနာတရားများအားထုတ်ရန်တောင်ကူ၌ဖြစ်စီဖြူးမြို့၌ဖြစ်စီအိမ်ယာတကွက်ဝယ်ယူပြီးနောက်ထိုနေရာ၌ပင်အယိုးထုတ်တော်မြည်ချမ်းမိကြောင်းထို့အတွက်ဥပိုးချုပ်မှာဖြူးမြို့သားဇာတိပင်မဟုတ်တော့လေမြို့ကံကဲ့သို့ဖြစ်နေသဖြင့် ဤကိစ္စအလုံးတို့ကိုတာဝန်ယူ၍ဆောင်ရွက်ပေးစေလိုကြောင်းတခါတည်းမပြောင်းရွှေ့သေးပဲမိမိတယောက်တည်းရှေးဥစွာလိုက်လာပြီးလျင်အဆစနေသားတကြရှိပြီးမှဇနီးတဲ့မဆိုင်မြိုင်မှာအိမ်နောက်ပရိဘောဂများနဲ့တကွပြောင်းရွှေ့လာမည်ဖြစ်ကြောင်းလာမည့်ရက်ကိုကြိုတင်၍ကြီးနန်းရိုက်ကြလိုက်မည်ဖြစ်ကြောင်းစုံလင်စွာရေးသားလိုက်သောစာဖြစ်လေသည်တို့ပြည့်၍ကျေးနန်းစာရသောဥပိုလ်ချုပ်မှာတနည်းနည်းဖြင့်ဝမ်းမြောက်ရှိခဲ့ခြင်းဖြစ်လေသည် လက်တွင်ကင်သာသောဂျေနန်စာကိုစာနှင့်တွဲ၍ထားလိုက်ပြီးနောက်ဥပိုလ်ချုပ်သည်အဝိစားများကိုလဲလဲလေသည်ထိုအချိန်မှာမန္တလေးအစုံရထားဆိုင်ရန်나ယူကမြတာလူတော်သည်ဖြစ်၍ဥပိုလ်ချုပ်သည်တပည့်ဖြစ်သောဆန္လာအားညစာအတွက်တယောက်စာတိုး၍ချက်ပြုတ်ပြင်ဆင်ထားရန်မှာကြပြီးတော့ဘကိုးလမ်းမကြီးအတိုင်းဘူတာယုံတို့လျှောက်ခဲ့လေ၏ဘူတာတို့ရောက်ပြီးနောက်7မိနစ်ခန့်မြာအကြာတွင်မန္တလေးအစုံရထားဝင်လာသဖြင့်တတိယဒဏ်တွဲတွဲမှလူတစ်ယောက်သည် ဘူဒာယုံတို့အကောင်းပြု၍ကြည်ကဥပိုးချုပ်အားဟစ်အော်နှုတ်ဆက်လျာထိုသူမှာဥပိုးသိမ့်မင်ဖြစ်လေသည် ဥပိုးသိမ့်သည် တွဲပေါ်မှဆင်း၍မိမိ၏အိတ်ယာလေးနှင့်တရေအိတ်ကြီးတစ်လုံးကိုအောက်သို့ချလိမ့်၏ဆယ်နှစ်ကျော်ကြာမြောက်ကွဲကွာ၍သာသောမိတ်ဆွေနှစ်ယောက်တို့သည်ဝမ်းမြောက်စွာတယောက်လက်ကိုတယောက်ဆုပ်ကိုင်းထားပြီးနောက်အတန်းကြာစကားမပြောနိုင်အောင်ရှိနေပြီးနောက်ဥပိုးသိမ့်ကကိုဘိုးချုပ်အခုမှသာပြေးသွားနေတယ်ဗျအင်းလေစိတ်အေးလက်အေးဆိုတော့ဟုတ်မှာပေါ့ နှုတ်ပေမဲ့ခမည်းတော်နည်းနည်းခြောင်သွားတဲ့တင်နဲ့ကိုဘူးသိန်းကျုပ်ကငှက်ပြားတခါမြည်ဘူးတဲ့ကိုဘူးကျုပ်ရဲ့အားလုံးမာကြရဲ့နော် ဟုတ်ကဲ့ဗျာမာပါတယ်မဆိန်မြိုင်ကလည်းပြုဟိုကြမှာပဲမိုးကုန်းနဲ့တဲ့တယ်လားမပြောတတ်ပါဘူးတကယ်ဖြူဖြူပွေးပွေးကြီးဥပိုးကျုပ်မှာမိမိနဲ့ချစ်ခဲ့ဘူးသူတယောက်ဤအကြောင်းကိုကြားရတော့အခါပီတိဖြစ်သလားရခင်ကအဖြစ်ပြက်များကိုပြန်၍တတိယမိဤမဆိန်မြိုင်မှာရခင်ကတည်တည်တော်တော်နဲ့ချစ်စပွဲကောင်းသောမိမတယောက်ဖြစ်ရာယခုမှမူ အေးမြသောမိုးကုံမျိုးရသည့်ဥရုနေတဲ့သဖြင့်ကျမ်းမာဝါပြိုးလျက်ရှိကြောင်းကြားသိရသောအခါအင်းအသက်ကလည်း35နှစ်ဆိုတော့တကယ်အရွယ်ကောင်းတော့ကပဲအခုမှအသာ၍ချစ်စရာကောင်းအောင်မဲဟုစိတ်ထဲတွင်မြင်ရအောင်မေကငယ်မှုများပြန်မိသည်ဤထို့နောက်မိတ်ဆွေနှစ်ယောက်တို့သည်တရေအိတ်နှင့်အိယာလေးကိုကူလီတယောက်အားသဲယူစီပြီးလျင် စကားတပြောပြောနှင့်ဥပိုးချုပ်အိမ်စီတို့ရှောက်ခဲ့ကြလေသည်ခြံဝှသို့ရောက်သောအခါ ခွေးသမင်ကြီးတကောင်ကိုတန်ချိုးဖြင့်ကင်ထားသောဆန်လာသည်ဥဘိုးကျုံနှင့်ဧည့်သည်အားစီဂျိုကခြံတကားကိုဖွင့်၍ပေးလေသည်ဘဲနယ်လေကိုဘိုးကျုံခမားခွေးကြီးကတကယ်ကောင်းပါလားဒါပဲပြောမိမမရှိတော့ဒီအကောင်ကြီးပဲကျုပ်ကအဖော်လုပ်နေရတာပဲအင်မတန်လိမ်မာတဲ့အကောင်ပြလူစကားကိုလည်းပြန်မပြောတတ်လို့သာဟဲ့ရန်လုံးဒီကိုလာစမ်းဆန်လာတန်ချိုးကိုဖြေးလိုက်ပါကွာဥဘိုးကျုံသည်ရန်လုံးဤဥကောင်ကိုပို့တတ်၍အိမ်ထဲသို့ခေါ်ခဲ့လေ၏ ဧကန်းတို့ရောက်တော့အခါဥပိုးချုပ်ကလည်းရန်လုံးဤအကြောင်းကို ပြောပြလိုသဖြင့်သတင်းစာလေးတစ်လိပ်ကိုလိပ်၍ကလထိုင်ပေါ်သို့ပြစ်တင်ထားခဲ့ပြီးရင်ဟဲ့ရန်လုံးဟိုသတင်းစာယူခဲ့စမ်းဟုပြောကလက်ညှိုးထိုးရပြလိုက်သည်နှင့်တပြိုင်တည်းရန်လုံးသည်သတင်းစာကိုကြိုက်ချေယူလာခဲ့လေ၏ထို့နောက်ဥပိုးချုပ်ကဟဲ့ရန်လုံးဟိုကျိုးစာကြီးဒီကိုဆွဲယူခဲ့စမ်းဟုပြောပြီးလျင်အခန်းအတောင်တစ်ခုတွင်ခွေ၍ထားသော အုံးစံကျိုးစာကို လက်ညှိုးထိုးရပြပြန်ရာရန်လုံသည်ကျိုးစာကိုကိုက်ပြေးလျင်ဥပိုးချုပ်စီတို့ရောက်အောင်ဆွဲယူလာခဲ့လေသည်တဲလဲတင်ထားပါကလားဗျာတရိတ်ဆန်ဆိုတာတင်ရင် တက်တာပေါ့ဗျာဆက်သီးရှိတဲ့ရေတွင်ဆိုရင်ဒီအကောင်ကိုရင်ခင် ခိုင်းလို့တောင်ရရဲ့ဥပိုးချုပ်သည်ရန်လုံဤကျောကိုယူရစွာပုတ်သက်ပြီးနောက်ဥပိုးသိရင်ကျုပ်ဖြင့်မနှုဆုံးသွားပြီးကလေးကနောက်အိမ်တော့လည်းမပြူတော့ပါဘူးဗျာအိမ်မှာအစေခံတရားခွေးတကောင်နဲ့ပဲပျော်နေတော့တာပဲဗျာ ခုပြောဆိုကရှေးဟောင်းနောက်ပြများကိုပြောဆိုလျက်ရှိကြလိမ့်၏။ညစာစားတော့ပြီးနောက်အင်ရှေကန်းတို့ပြန်၍ထိုင်မိကြပြီးတော့အခါဥပိုးသိမ်းမှာဝီစကီရှိန်နဲ့အတော်ပင်အသက်ရှာသက်ဖြစ်နေရာဥပိုးချုပ်ဤအိမ်နဲ့တကွနေရာထိုင်ခင်းပံဝင်ခြင်းများကိုချီးကျူးပြောဆိုပြီးနောက်အလုတ်ကိုင်းနဲ့ပတ်သက်၍မဆိန်မြိုင်းနဲ့တိုင်ပင်ခဲ့ကြသည့်များကိုအကျဉ်းချံမရှိထုတ်ပေါ်ပြောဆိုလျက်ရှိလိမ့်ဤဟုတ်တယ်ဗျသူကလည်းကြုံလို့ပဲမိုးကုတ်မှာစီးပွားဖြစ်ပေမဲ့နင်းနှင်းမှမနေခြင်းဘူး ပစ္စည်းကလေးအတော်တန်စုဆောင်မိရင်ပဲပြန်မဲတကယ်ကဲလုံနေတော့တာပဲဗျာဒါပေါ့ဗျာအောက်ကလူဘလောက်ပဲစီးပွားဖြစ်ဖြစ်အထက်မှာတော့မပြောနိုင်ဘူးဒါနဲ့ကိုလူအတော်ချမ်းသာနေပြီထင်တယ်ဒီလောက်လဲမထင်ပါနဲ့ဗျာငွေကလေး၄၅တောင်းမနေစုဆောင်နိုင်လို့ရတာပါဖဲ့လူရငွေ၄တောင်း၅တောင်းဆိုတာနည်းသလားကျုပ်တို့စီမှာစပားကုန်တဲ့ကြီးတွေတောင် အရင်လေး၉တောင်လောက်နဲ့လှည့်နေရတာဗျာ ကျုပ်စီမှာအခုပါလာတာနဲ့တင်လေးတောင်မဆိုင်မြိုင်စီမှာလူရမရဆိုပြီးထားပစ်ခဲ့တာတောင်လေးတောင်ကျော်ပြီးတော့မယောင်ရသေးပဲကြံနေတဲ့ဗဒမားနဲ့ညီလာကျုပ်ယူလာတာကကျုပ်တို့စီတံမိုးနဲ့တောင်အပြင်းဆုံး9000ဘူထံမနေဘူးကုသိုလ်ကံကောင်းပါပြီတဲ့ဗျာကျုပ်တို့ဖြင့်လက်ထဲတီအိမ်တစ်လုံးမဲ့အဖက်တင်သေးတယ်ခမားသိတဲ့အတိုင်းကျုပ်ကကုံတယ်မဟုတ်ဘူးညာနဲ့အတန်ဝေဝန်းတဲ့အကောင်ဆိုတော့ငွေရင်းလည်းမရှိဘူးကိုဘိုးသိမ့်ရဲ့ခမားအကြောင်းကျုပ်တည်ပါတယ်ဗျာ ငွေမရှိပေမဲ့ငွေရှိတဲ့လူတွေရဲ့မျက်ခုံးပေါ်မှာစဉ္ညာလျှောက်စားတဲ့လူတယောက်ပဲဒါပေါ့ဗျာပတ်စံဘလောက်ပဲချမ်းသာချမ်းသာနောက်ဆုံးဒီလိုလူတွေကပဲပညာရှိတဲ့လူတွေရဲ့လက်အောက်ကိုဝင်ရစမြဲပဲမဟုတ်လားအော်ဒါထက်ကျုပ်ပါလာတဲ့ပစ္စည်းတွေကျုပ်အိတ်ထဲမှာထားလို့စိတ်ချရပါမလားပထမနိုင်ဥပိုလ်ချုပ်သည်မိမိဌာနအနန္ထာယံပြောမီပြုပြီးမှစိတ်ကူးတစ်မျိုးပေါက်လာသည်နှင့် စိတ်သာချပြီးအိပ်ပါဗျာမစိုးရိမ်ပါနဲ့မဲ့တပေါက်မစွန်စီရပါဘူး ဟိုမှာကြုတ်ချန်တာကိုလူမပြောနဲ့ခွေးတောင်မထီဝင်ဘူးပြီးတော့ကြုတ်မှာတတ်နဲ့လဲရှိတယ်စိုးရင်တယ်လို့တော့မဟုတ်ပါဘူးဗျာနှုတ်ပေမဲ့ဒီထုတ်ကြီးခါတဲ့မှာတပိုက်ပိုက်နဲ့အိတ်ရတာယထားပုံမှာတမေးမှမအိတ်ခဲ့ရဘူးပြူအခုတော့စိတ်ချပြီမဟုတ်လားဟောဘဲနဲ့ပြောပါလိမ့်ဗျာအားကိုးလောက်တဲ့တငယ်ချင်းအိမ်ရောက်နေမှာဘဲစိတ်မချစရာရှိပါတော့မလဲ၎င်းနာဥပိုးတိန်ဒီမြေများကိုမြေကဲ့သို့ဝယ်ယူမြည်မြေကဲ့သို့ချထားမြည် ရေကွက်ကိုဝယ်ယူပြီးလင်းအင်္ဂလိပ်တလုံးကိုမြေကဲ့သို့ဆောင်ပြီးအိမ်ဆောင်ပြီးနောက်မတ်စိန်မြိုင်အားမြေကဲ့သို့ခေါ်ယူပြီးစသဖြင့်ရှေ့နိုင်ဆောင်ရွက်ရမည့်ကိစ္စများကိုဥပိုးချုပ်နှင့်ဆက်လက်၍တိုင်မြင်လျက်ရှိနေလေ၏တိုင်ကနာယီကြီးမှ9နာရီထိုးသောအခါ၌ကပန်ဝန်းကျင်တစ်ခုလုံးမှလွန်စွာတိတ်ဆိတ်လျက်ရှိလေ၏ဥပိုးချုပ်၏အိမ်မှာဖြူချောင်းတရားနှင့်လေးပါလုံးခန့်ဝေသောနေရာ၌ရှိရာအနည်းဆုံးသောအိမ်မှာလေးပါလုံးငါးပါလုံးဝေပြီးလျင် အိမ်များမှာအလွန်ကျယ်ဝင်သောခြံကြီးများနှင့်ခြားနားလျက်ရှိနေလေ၏။ဥပိုးချုပ်သည်ဥပိုးသိမ်းအားအလွန်အားနာသောအမှုအရာဖြင့်ကိုင်ဥပိုးသိမ်းဆက်လက်တောင်းနေရုံသောကျုပ်လျှောက်လွားကလေးတစ်ဆောင်ရေးချေအောင်မဲတဲမကြပါဘူး။ကိစ္စမရှိပါဘူးဗျာရေးတာရေးချေပါကျုပ်ကိုအမနာပါနဲ့။ဥပိုးချုပ်သည်မိမိအိမ်ခန်းရှိရာသို့ထလာခဲ့ရာဥပိုးသိမ်းသည်စေပြင်းလိတ်တလိတ်ကိုတောက်ကစိတ်ကူးထုတ်ရင်းကြံရစ်ခဲ့လေသည် ဥပိုးချုပ်သည်ဧကန်းနှင့်မျက်နှာချင်းဆိုင်ဖြစ်သောမိမိဧကန်းသို့ဝင်ခဲ့ပြီးနောက်စပွဲကလေးအနည်းရှိ ကလထိုင်ပေါ်တွင်ထိုင်ကစက်ကူတစ်ချက်ပေါ်တွင်ခဲတိုင်ဖြင့်ရေးချစ်လျက်ရှိလေသည်သို့သော၎င်းရင်းနေသောစာများမှာကရှောက်လာမဟုတ်ချေမဆိုင်မြိုင်မဆိုင်မြိုင်မဆိုင်မြိုင်ဟူသောစာများသာဖြစ်လေသည် ဥပိုးချုပ်ကနတ်နေသောအကြံတစ်ခုကိုထုတ်လျက်ရှိ၏ဥပိုးချုပ်၏မျက်စိထဲတွင်မဆိုင်မြိုင်ချောပုံလှပုံများမှတဆင့် ။ရခင်ကမဆိုင်များအိမ်တို့တွားရောက်လူပြိုးလဲခဲ့ပုံများဥပိုသိန်းနဲ့အတူရှင်ပြိုင်ပိုးပန်းခဲ့ပုံများဥပိုသိန်းအားမိမိကိုယ်တိုင်ချောင်း၍တက်ဖြက်ရန်ကြံစီခဲ့ပုံများကံကောင်းထောင်းပါ၍လွတ်သွားခဲ့ပုံများမိမိမှာငွေလိမ်မှုဖြစ်ပြီးလျင်ရှင့်နေလိုက်စဉ်ပြုတ်ရည်သွားပြီးနောက်မဆိုင်မြိုင်ကိုလက်လွတ်ခဲ့ရပုံများမှာအရေးပြပွဲတကယ်သူမျက်စီထဲတွင်တရေးရေးမြင်လာမိ၏ဥပိုကျုံမှာရှင့်နေလိုက်စဉ်ကလူတက်မှုများတွင်အထူးလေ့လာခဲ့သည့်အတိုင်း ဒုတိယကိုကိစ္စတုံးစီရင်ပြီးနောက်မြည်တို့မြည်ပုံချေရလက်ရများကိုဖျောက်ပစ်သည်ကိုတရားခဏ်များထံမှအမျိုးမျိုးသိကြရဘူး။စာအုပ်များကိုလည်းဖတ်ဘူး။လူကောင်နဲ့တကွချေရလက်ရများကိုတန်တရားကင်းရှင်းအောင်ဖျောက်ဖြဲရနိုင်။ဉာဏ်သာလျင်ပဒါနဖြစ်ရာပညာဉာဏ်နဲ့ပြည့်စုံသောမိမိကဲ့သို့လူတယောက်အတွက်ခဲရင်လာသည်မဟုတ်ချေ။သို့တော့တခုကြံသည်ဤအိမ်တအိမ်တို့ဧည့်သည်တယောက်ရောက်လာပြီးနောက်ထိုဧည့်သည်ရုတ်တရက်ပျောက်သွားခဲ့သည်ရှိသောမြည်သည့်နည်းဖြင့်မဆို မိမိအိမ်အားတန်တရားရှိကြမည်မလွဲကြည်ဥပိုလ်ချုပ်မှာဤချက်ကိုပင်ဆက်လက်ကြားထားပြီးဖြစ်လေသည်ထို့ကြောင့်မှာနောက်တနေ့တွင် ကိုဘိုးတင့်ဤအိယက်လေးတရေအိမ်များစသောပစ္စည်းများကိုအစုံယထားနှင့်မိမိကိုယ်တိုင်တင်သွားပြီးနောက်ရန်ကုန်ဘူတာကြီး၌အမှတ်တမဲ့ချထားခဲ့ပြီးလျင်လူတယောက်ကိုရုတ်ဖြတ်ငှားရန်၍ထိုပစ္စည်းများကိုအရှင်မရှိသောပစ္စည်းများဖြစ်ကြောင်းပလိတ်တို့တိုင်တန်းရန်ဖြစ်လေသည် ထိုကားပလိတ်ကကိုဘိုးသိန်းဆိုသူမိုးကုံးမှလာသောလူတစ်ယောက်ရန်ကုန်ဘူတာသို့ဖြစ်စီယထာဘော်၌ဖြစ်စီပျောက်ဆုံးသွားမည်ဟုယူဆရမည်အကယ်၍မဆိုင်မြိုင်ကိုတိုင်းလိုက်လာစေကမူကိုဘိုးသိန်းမှာမိမိအိမ်တွင်တညတာတဲကိုပြီးနောက်အကြောင်းများကိုထူခွဲရောင်းချရန်နောက်တစ်နေ့ယထာဖြင့်ရန်ကုန်သို့လိုက်ပါသွားကြောင်းပြောဆိုကကောင်းစွာယုံကြည်ကြည်နဲ့မြည်ပြင်ပလိတ်များကလည်းမိမိအပေါ်တွင်တန်တရားကင်းသွားမည်ရန်ကုန်တွင်ကိုဘိုးသိန်းပစ္စည်းများကိုတွေ့ရပုံနှင့်အဆင်ပြေသွားမည်ဟုစိတ်ကူးမိ၏ ထို့နောက်အခြားအချက်လည်းရှိသေး၏ထို့အချက်မှာလူတယောက်ကိုတက်ဖြတ်ရနိုင်တူတဲကျူးလွန်ခြင်းသာလင်အစနာမပေါ်ပေါက်နိုင်သောအချက်ဖြစ်၏သို့ဖြစ်၍ဆန်လကိုဥပေတမေဖြင့်ကြံဖန်၍လွတ်ရမည်သို့ဖြစ်၍ကိုဘိုးကျုပ်လည်းချာဤနောက်ဘေးဘက်ရှိဆန်လာနေသောတဲသူသွားပြီးလျင်နံမ6အဆုံးယထားနှင့်ပကိုးမျိုးသူမိတ်ဆွေတယောက်ထံအမှုတစ်ခုနှင့်ပတ်သက်၍ကိစ္စတစ်ခုကိုပြောဆိုရန်ရမဲရှာ၍လွတ်လိုက်လေသည်ဆန်လာလည်းခရီးထွက်ရမည့်အခါများတွင် ငွေကြေးအပိုသုံးဆရသဖြင့်အဝယ်စားလဲကမြေထားလဲအချိန်နည်းပြီးဖြစ်သဖြင့်အချက်ချင်းပင်ထွက်သွားလေသည်15မိနစ်အတွင်းကိစ္စရရက်ကိုစီစဉ်ပြီးဖြစ်ရငါဥပိုးချုပ်သည်မိမိအခန်းသို့ပြန်လာခဲ့ပြီးလျင်အခန်းတောင်းနှင့်ထောင်ရွေ့ထားသောအလျားတတောင်သားသားရှိ ပိုင်လုံးကြီးတစ်လုံးကိုဆွဲထုတ်လိုက်လေသည် ထိုချိန်တွင် ကိုဘိုးသိန်းသည် အခန်းဘက်သို့ကြောပြီးကကလထိုင်ကိုနောက်သို့ခတ်မိမိထိုင်လျက်ရှိရငါ၎င်း၏ထိပ်ပြောင်ကြီးကိုလက်သားမှန်အိမ်မီအောင်အောက်တွင်ထင်ရှားစွာမြင်ရလေသည် ပိုင်လုံးကြီးကိုနောက်တွင်ဝက်ကခြေပြားထောက်ရည်သွားလိမ့်၏သို့သောသုံးလေးလမ်းမြလမ်းမီသောအခါကိုဘိုးသိန်းဤချောင်းဟန်တန်ကိုကြားလိုက်ရသဖြင့်တွန်ကနေဖြစ်၍သွားကအခန်းတွင်းသို့ပြန်၍ဝင်ခဲ့ပြန်သည်သို့သောအခါကောင်းအခွင့်ကောင်းဆိုသည်မှာ၁၀နှစ်ကြာတော့လဲတစ်ချိန်တွေ့ရခဲ့၏အင်း၄တောင်း၄တောင်းနဲတဲ့ငွေမဟုတ်ဘူးတသက်ထိုင်စားရောပဲဒီဟာတွင်ဘယ်ကမလဲအလုံးကိစ္စတွေအေးအေးဆေးဆေးဖြစ်သွားရင်စိန်မြိုင်တော့ဘု து လက်ထဲရောက်မလဲဟဲ့ ဒီရွှေကိုတော့လက်ကလွယ်ရင်ပဲရောက်နိုင်အောင်ပါလေထိုချိန်တွင်ဥโบသိမ့်သည်နောက်သို့ပြန်၍မလဲကြည့်ပဲသတင်းစာတစ်စောင်ကိုဖတ်လျက်ရှိ၏အခန်းဝနှင့်ဥโบသိမ့်ထိုင်နေသောကလထိုင်မှာ15လမ်းလောက်သာဝေးကွာကကိုဘိုးကျုပ်သည်ဒုတိယအကြိမ်ခြေပြားထောက်ရည်သွားပြန်၏လက်လန်းမြီလောက်သည့်နေရာသို့ရောက်သည်နှင့်တပြိုင်နက်ပိုင်လုံးကိုမြောက်ကဥကောင်းအလဲတက်တဲ့သို့တအားကုန်လွှဲချလိုက်လျာဖက်ကနေမိတန်ကြားရလိုက်ပြီးနောက် ဥပိုသိမ်းမှာတခွန်းမြမအောင်နိုင်ပဲတမန်သလင်းပေါ်သို့မှောက်လျက်လဲကျသွားရှာလေသည်ကိုဘိုးချုပ်သည်ပိုက်လုံးကိုကလထိုင်ပေါ်တွင်တင်ထားပြီးနောက်ကိုဘိုးသိမ်းကိုလှန်လောကြည့်ရှုလျာကိုဘိုးသိမ်းမှာတွန့်လဲညဉ်ညူခြင်းများပင်မပြုနိုင်တော့ပဲအသက်ကုန်လျက်ရှိကြောင်းတွေ့ရသောအခါနှကမ်းများတွန့်သွားယုံများပြုံးလိုက်သည်၏ထို့နောက်ရှက်အင်ဂျီနှင့်အပေါ်အင်ဂျီအိတ်ထဲတွင်တွေ့ရသောငွေဆက်ကူတို့ကြီးနှစ်ထုပ်နှင့်ကြောက်ထုပ်ကို၎င်း ဈေးသုံးတရေအိတ်ကို၎င်းနှုတ်ယူပြီးလျင်မိမိ၏မိဂံတစ်တာထဲတွင်တင်းဆဲ၍ထားလိုက်လေသည်။ဓာနှင့်ခုတ်ချင်းမှာသွေးများသာထွက်၍ဥကုံဇက်ကိုရိုက်ချင်းမှာသွေးမထွက်ဘဲကိစ္စတုံနိုင်ကြောင်းဥပိုလ်ချုပ်သည်မိမိတစ်ဖက်လက်သားများထံမှကြားဘူး၏။တို့ပြည့်၍ရခင်ကိစ္စတွင်ဥကုံအဆက်ပြုတ်ယုံများသာရိုက်မည်ဟုကြံ၍ထားတော်လဲ။ကိုတွေ့ကြုံရသောအခါထင်တိုင်းမပေါက်ဘဲလက်လုံရေးသွားပြီးဖြစ်ကြောင်းသိရ၏။သွေးများမှာကလထိုင်ပေါ်၌၎င်း ော်စောပေါ်၌၎င်း၊နဘေးတမန်သလင်းပေါ်တွင်၎င်း၊အနံအပြားတွေ့ရလေသည်။ ကလထိုင်များအောင်နိုင်ကော့စောတစ်ချက်ကိုလည်းခင်းရွေထားသည်ရာကော့စောပေါ်တွင်သွေးကွက်ကြီးကိုမြင်ရ၏။ဒံယာကြီးမှနောက်စိတ်တွင်လေးလက်တစ်ခတ်များပြဲလျက်ရှိလျာ၎င်းမှသွေးများတင်တင်စီးကျလျက်ရှိသည်ဖြင့်စပွဲကင်းကိုအလျင်စလိုဆုပ်ပြီးလျင်ဒံယာ၏အတွင်းသို့သွင်းပေးသည်ဖြင့်သွေးကျခြင်းမှာအတော်အတန်ရက်စဲသွား၏။သွေးများမှကော့စောပေါ်၌သာမဟုတ်ပဲကော့စောမရှိသောနေရာများ၌ပင်များစွာဆုံးထင်းနေကြောင်းတွေ့ရ၏။ သို့သောဤသွေးဆက်များကိုအလွယ်တကူမဖျောက်ပြက်နိုင်ရကအလောင်းကိုဖျောက်ပြက်ပြီးမှသာဤသွေးစာသွေးနာများကို စင်ကြယ်စွာဆေးကျောပြစ်တော်မည်ဟုစိတ်ကူ၏တို့ဖြစ်၍ပထမအရေးကြီးဆုံးအလုံးမှာအလောင်းကိုအမြန်ဆုံးဖျောက်ပြက်ရန်ဖြစ်၍မိမိရခင်ကကောင်းစွာစေကူထားသောနေရာသို့အလောင်းကိုယူသွားရန်ပြင်ဆင်လေသည်ထို့သောအလောင်းကိုမှ၍ကြည်စင်ကမိမိရှက်အင်ကြီးလက်မောင်းကို မတော်တဆသွေးများဆင်၍နေရသောသွေးများကိုမြင်ရသောအခါ ချိတ်တွင်ချိတ်ထားသောကာကီယောင်ရှက်အင်းကြီးတထဲကိုလဲ၍ဝေလိ၏သွေးများစွန်းသောရှက်အင်းကြီးကိုမူကအပြင်မှပင်ဖျောက်ပြတ်တော်မူဟုစပွဲပေါ်သို့လုံထွေးတင်ထားလိုက်၏ထို့နောက်ဥဘိုးချုပ်သည်အိမ်ဘေးတကားကိုဖွင့်လိုက်လေ၏အပြင်၌မူကညစ်သည့်အလွန်တိတ်ဆိတ်ပြီးလျင်တဖြူးဖြူးတိုက်ခတ်လျက်ရှိသောလေပြည်သည်အေးမြလျက်မှောင်မိုက်သောညပင်ဖြစ်တော်လဲကျယ်များဖြင့်အတော်တန်လင်းနေသည်ကိုတွေ့ရ၏ဥဘိုးချုပ်သည် ဥပိုလ်ချုပ်သည်ကရောင်းမြအောင်ကြိုက်ကတန်တရင်တူလေးတစ်ချောင်းကိုခါတွင်ထိုးပြီးလျင်ကျိုးခွေကိုတန်တရင်တွင်ချိန်လေ၏ထို့နောက်ကိုဘိုးသိန်းအလောင်းကိုကြောပိုးပြီးလျင်ဒီတကားမှထွက်ခဲ့လေ၏ထိုနေ့၌ရန်လုံးမှအိမ်ပြင်သို့ရောက်နှင့်နေပြီးဖြစ်၍အလောင်းကြီးကိုကြောပိုး၍လာနေသောဥပိုးချုပ်အားလူမားပြီးလျင်ဝုန်းကနေခုံ၍အောက်တော်မီလှုပ်သောအခါမှဥပိုးချုပ်မှခွေးကို မချီမိခဲ့ကြောင်းကိုသတိရမိ၏ ထို့နောက်ရန်လုံအားလေကျုံရိပ်ခေါ်သွားသဖြင့်ရန်လုံသည်ရှေ့သို့ပြေးချီနောက်သို့ပြေးချီပြုလုပ်ကာဥပိုးချုပ်ဤနောက်သို့လိုက်ပါလာခဲ့လေသည်လူတယောက်အားရနံမကင်းလျင် ထိုသူဤချံအတွင်း၌ပင် အနှံပြားတူးဖော်ရေရှာဖွေတဲ့ကြောင်းတည်ပြီးရငါဥပိုးချုပ်ရွေးချယ်ထားသောနေရာမှာမိမိနှင့်ချံချင်းကက်လျက်ရှိသောရှမ်းပိုးသာဤဤချံနောက်ဘေးမှယူရင်းပြက်ကြီးဖြစ်လေသည် ထိုယူရင်းပြက်ကြီးမှာအတောင်၂၀ခန့်နက်ပြေးလျင် အလွန်လဲမဆောက်လိုက်၍ကျိုးနှင့်သာဆင်းတက်နိုင်ကြောင်းသို့သော အနီး၌ကျိုးပင်ကြီးတစ်ပင်ရှိသဖြင့်ထိုကျိုးပင်ကိုကျိုးချီပြီးလျင်ခြေတွင်းပြက်ကြီးသို့ကောင်းစွာဆင်းတက်နိုင်၏ခြေတွင်းပြက်အောက်၌လည်းရှိလန်းရရနဘေးတို့လှည့်၍ဒူထသောအခောင်းကြီးတစ်ခုရှိကြောင်းဥပိုးချုပ်သိ၏။လွန်ခဲ့သော၃လခန့်က ရှမ်းဘူးသာဤခွေသည်ထိုရေတွင်ပြက်ကြီးတဲ့သို့ကျသွားဘူးဒီကိုလူကိုကျိုးနှင်ရှော့ချပြီးဆဲယူရကြောင်ရေတွင်ပြက်တဲ့သို့ဆင်းသောသူကပြောသဖြင့်ဥပိုးချုပ်သည်အရေးအကြောင်းရှိလျက်အသုံးပြုနိုင်ရန်ထိုအချက်ကိုအလုံးစုံမှတ်သားထားကလေးသည်မိမိခြံကိုကြော်လွန်၍ဘိုးသားအေးဤခြံကိုနောက်ဖေးဘက်မှလှဲ့၍ဝင်မိသောအခါကြောပိုး၍ယူခဲ့သောဥဘိုးတဲ့ဤအလောင်းမှာအလွန်လေးလာပြီးဖြစ်၍မျက်ခင်းပေါ်တွင်ခိတ္တများချထား၍နှစ်ဖူးမှချွေးများကိုတုပ်လေသည် လေပင်ကိုတုတ်လိုက်သောအခါခက်ဆီးဆီးအရာများလက်ကင်ပေါ်တွင်ပါလာသဖြင့်အလောင်းမှတဆိတ်ဆိတ်ကျလာသောသွေးများဖြစ်ကြောင်းသိရ၏ခိတ္တများအပန်းဖြစ်ပြီးနောက်အလောင်းကိုတဖန်ကြောပိုး၍ပြန်ရနောက်မှလိုက်လာသောရန်လုံသည်ထိုး၍ဟောင်းလိုက်သဖြင့်ဥပိုးချုပ်လည်းရန်လုံကို၎င်းနှင့်အတူချော့မုပ်၍ခေါ်သွားရပြန်၏ဤသို့နှင့်ရေရင်းပြက်ရှိရာသို့တဖြည်းဖြည်းနှင့်လာခဲ့ရာနောက်ဆုံးကျိုးပင်အောက်သို့ရောက်သောအခါမှအတော်တန်စိတ်အေးပြေသွားပြီးလျင် အလောင်းကိုတစ်ပင်ခြေရင်း၌ချထားလေ၏ ်ထိုအခါမှဦးဘိုးချုပ်သည်လက်နေတံမီကို အလျင်စလိုနှင့်မိရွေလာခဲ့ကြောင်းသတိရမိ၏သို့တော့ပြန်၍ယူရန်လဲစနိုးစနောင်ဖြစ်၍နေလေသည်အရေးအကြီးဆုံးမှာအလောင်းကိုသာရရင်ပြတ်အောက်သို့အမြန်ဆုံးရောက်အောင်ချရန်ဖြစ်လေသည်သို့ဖြစ်၍ဥပိုလ်ချုပ်လည်းအလောင်းကိုတွင်နှကန်းရှိရာသို့ဆွဲယူခဲ့ပြီးလျင်ညင်သာနိုင်သမျှညင်သာစွာရှော့ချလိုက်လေသည်သို့တော့လူကောင်တစ်ခုလုံးမြေပေါ်သို့ရိုက်ခတ်လိုက်သောအတန်ကမနေလာကြဝုန်းငနဲမြည်သွားသောအတန်ကြောင့်ရန်လုံးသည် တစ်ချက်ဟောင်းလိုက်ပြန်ရာဟိုးကျုပ်သည်ဥကောင်းကိုပုတ်တက်ချုံမရေထားရပြန်၏အလောင်းကရေတွင်အောက်သို့ရောက်ရည်သွားကြပြီသို့သောအီးများနှင့်လုံကြုံသည်ဟုမဆိုသာသေးကြအပေါ်မှလက်နေတံပြီးဖြင့်ကြည်လင်မြင်နိုင်သည်မိကဲ့သို့မျှမဖြစ်နိုင်ဟုဆိုတော့လေရခင်တကာကကဲ့သို့ခွေးဖြစ်စေလူဖြစ်စေကြခဲ့ပါမူအမှုတခါတည်းပေါ်၍မိမိလက်ချက်ဖြစ်ကြောင်းလက်တိများကစဉ်းစား၍မိမိအပေါ်တွင်တန်ရရှိကြပြီတော့မည် လှိုင်ကောင်းအတွင်းသို့အတွင်းပြီးနောက်အဝမမြေများအုတ်ခဲများဖြင့်ပိတ်ဆို့ထားနိုင်မှသာလျှင်ကောင်းစွာလုံခြုံစိတ်ချရမည်ဟုစဉ်းစားမိလေသည်။တံမီးကိုပြန်၍များစွာယူလိုတော့လေအချိန်ကိုမခံနိုင်တော့ကြည် အိတ်ထဲတွင်မိကျစ်ပါသဖြင့်တော်သေးဤဟုအောင်မေကကျိုးပင်၌ကျိုးကိုခိုင်ကန့်စွာရစ်ပတ်ချီနှောင်ပြီးလင် ရေတွင်ပြတ်သေးသူကျိုးစကိုခြားကတပြေပြေလျှောဆင်းလေ၏ကျိုးမှာမနီလာကျိုးဖြစ်သောကြောင့်ကောင်းစွာခိုင်ကန့်ကြောင်းစိတ်ချရလေသည်ကျိုးစဆုံးသောအခါ၌ဥပိုးချုပ်မှာကျိုးကိုမချမိကပင် တိုင်းထွာခံမှန်းပြီးဖြစ်သဖြင့်၅တောင်ခန့်အလိုတွင်ကျိုးစဆုံးလျက်ရှိရာဥပိုးချုပ်မှာတတိကောင်းသောဒုတိယဖြစ်သည့်အတိုင်းတခါတည်းခုံချလိုက်လေ၏ ဤသို့ခုံချလိုက်ရာတွင်အလောင်းပေါ်သို့တက်တဲ့ကြီးကျသွားသဖြင့်ဥပိုးကျုံမှာတတိကောင်းသူပင်ဖြစ်တော်လဲနဘေးသို့လန့်၍ခုံထလိုက်မိသည်သည်ထိုချိန်တွင်မိจิตကိုခြေရန်ဖြစ်လေသည်ဥပိုးကျုံလည်းအိတ်ထဲမှမိจิตမှာမိจิตဆန်သုံးဆန်မြတာရှိကြောင်းတွေ့ရလေသည်သွေးစွန်းနေသောရှက်အင်းကြီးအပြူကိုချွတ်ပြီးလျင်ကာကီအင်းကြီးကိုလဲ၍ဝှက်ခေရာ မိကျစ်ဘူးအပြင်မှာရှက်အင်းကြီးအဖြူအိတ်ထဲမှာကြံ့ရစ်ခဲ့ကြောင်းကိုထိုအခါမှသတိရလေသည်ဥပိုးကျုံမှာဇောကျွေးများပြန်လာသဖြင့်နှစ်ဖူးကိုလက်ဖြင့်တတ်ချမိ၏သို့သောဤခြေသို့ရောက်လျင်နောက်သို့မဆုံနိုင်ခြေသို့သာတိုးရတော်မူဖြစ်သဖြင့်ပထမဆုံးမိကျစ်ဆံကိုချစ်လိုက်လေသည် မီလင်းဒီနဲ့တပြိုင်တည်းနောက်ပလက်လန်ကြသွားသောဥပိုသိမ့်မှာမိမိအားမျက်လုံးပြွ့၍ကြည်နေပြီတကယ်သို့ရှိသည်ကိုတွေ့ရသဖြင့်လက်ထဲမှမြစ်ချစ်ဆန်လွတ်ကျသွားပြီးလျင်မိငိမ့်သွားလေသည်သို့သောဥပိုကျော်၏တတိကသာမန်တတိမဟုတ်ပေ ဒုတိယမိကျင်ဆန်ဖြင့်လှိုင်ကောင်းကိုရှာဖွေရာအစဉ်အသင့်မဲတွေ့ရသဖြင့်အလောင်းကိုအမောင်းထဲတွင်စမ်းသက်ဆွဲပြီးနောက်လှိုင်ကောင်းထဲသို့ခဲရင်းစွာထိုးသွင်းလိုက်လေ၏အလောင်းတစ်ခုလုံးဝင်သွားသောအခါမှဥပိုးကျုံမှအသက်မှန်မှန်ရှူပြီးလျင်နှစ်ဖူးမှချွေးလုံးကြီးများကိုလက်ကင်ဘွားဖြင့်တုံနိုင်လေသည်အလုတ်ကပြီးနိုင်ပြီတော့မြည်ရှည်ရင်းမြတ်အောက်တွင်ရွှွန့်ချောက်တုံးများအုတ်ခဲကြိုးများ ကြောက်ခဲကလေးများရှိသဖြင့်၎င်းတို့ကိုစူဆောင်းရန်နောက်ဆုံးမိကျစ်ဆန်တဆန်ကိုချစ်၍ကြည်ရမည်ဖြစ်၏မိကျစ်ဆန်များမှလည်းတွင်းအောက်ခြေတွင်လေနေပါသဖြင့်မိတောက်တင်းနှင့်တပြိုင်နက်ငြိမ့်၍သွားတတ်လေသည် တို့ဖြစ်၍ဥပိုလ်ချုပ်လည်းနောက်ဆုံးမိချစ်လိုက်လေသည်တို့တော့ထိုချိန်တွင်းအောက်သို့ချထားသောကြိုးစားသည်ကတဖြည်းဖြည်းအပေါ်သို့တက်သွားသည်ကိုထူးဆန်းစွာတွေ့မြင်လိုက်ရလေသည်တစုံတစ်ယောက်သောသူသည်အပေါ်မှကြိုးစားကိုဆွဲရည်သားတကဲ့သို့အုပ်အဟောင်းများစီ၍ထားသောတွင်းနေရန်တစ်လျှောက်သို့ကြိုးသည်ညင်သာစွာတက်ရည်သားသည်ကိုနောက်ဆုံးတွေ့မြင်လိုက်ရပြီးနောက်မိငင်း၍သွားလေတော့၏ဩလက်ဆက်သက်တော်ရန်လုံနှင့်တူတဲ့ဟုအတိညာန်တစ်ခုသည်ဥပိုးကျုပ်၏ခေါင်းထဲသို့ဝင်လာလေ၏ အထက်ပါအထုပ်ပတိမှာဥပိုးချုပ်ဤဖြောင့်ချက်မှကိုယူပြီးလျင်ဝိတုကဲ့သို့စီစဉ်ရေးသားထားချက်ဖြစ်လေသည်ဟုတ်ကဲ့ပါရှင်စာရေးဆရာကြီးတကုံရွှေများရဲ့ခွေးသက်သည်မူကင်းဝိတုဇလန်လီဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်အဆုံးထိနားထောင်ပေးခဲ့ကြလို့ဂျေဇူးတူးပဲတင်ရှိပါတယ်ရှင်